ပြေလံတုံညရှင်မင်္ဂလာပါကုလူတို့အခုကျွန်တော်ကစာရေးဆရာဦးလှဝင်းလေတရဲတူဦးရေးသားတဲ့ငလျင်ဘုံကျဲခဲ့စဉ်ကနဲ့အခြားဝတ္ထုတို့များစာအုပ်ရဲ့အပိုင်း73အနေနဲ့ပြည်လံတုံညရှစ်ဆိုတဲ့ဝတ္ထုတို့ကိုဖတ်ပြတင်ဆက်ပေးခြင်းပါတယ်။နားဆင်ခံစားအားပေးကြပါဦး။ ဇာယေသူဤဝန်ခံချက်ဤဝတ္ထုမှာဂျွန်ခါဆယ်နဲ့အာဒါဟေလီတို့နှစ်ဦးပေါင်းရေးသော Runway 08ကိုစီလီယွန်ပြန်ဆိုထားခြင်းဖြစ်ပါတယ်အာဒါဟေလီဝတ္ထုများမှာယနေ့အင်္ဂလိပ်စာပေလောကတွင် အလွန်လူကြိုက်များသောဝတ္ထုများဖြစ်ပါတယ်အချင်းချင်းပြန်ရိုက်ခဲ့ရပါတယ်အာဒါဟေလီဝတ္ထုများမှာ များများဆဆလည်းမရှိပါဘူးယနေ့အထိကျွန်တော်တွေ့ဘူးသမျှ၅အုပ်သာရှိပါသည်ယခု ကျွန်တော်ဘာသာပြန်လိုက်သည့်ဝတ္ထုမှာကျွန်တော်ဘဝတွင်ဖတ်ဘူးသည်များလေရင်မြန်ဝတ္ထုများတွင်ဆွဲဆောင်အားအကောင်းဆုံးဝတ္ထုဖြစ်ပါတယ်။စကန်လိုက်သည့်အချိန်မှစ၍မပြီးမချင်းမချနိုင်လောက်အောင်ကောင်းပါတယ်။အာသာဟလီဝတ္ထုများအောင်မြင်ခြင်းနဲ့ပတ်သက်၍ယနေ့စာအုပ်ဝေဖန်သူများကဤစာရေးဆရာသည်သူရေးသည့်အကြောင်းအရာတစ်ခုကိုအချိန်ကြာမြင့်စွာစနစ်တကျလေ့လာ၍အသေးစိတ်နားလည်မှ စာရေးပြီးသူရေးသည့်ဝတ္ထုများတွင် နိုင်ငံရေးစီးပွားရေးအချက်သိပ္ပံနှင့် စွန်စားခန်းများကိုစာဖတ်သူမပြင်းအောင်အမှုပညာမြောက်စွာ ရောရှက်ပေးနိုင်သည့်အတွက်ဖြစ်သည်ဟုဆိုပါတယ်ပြေလံ၃ည၈မိုးတပွဲပွဲရွာနေငါကားစီသည် ဝင်းဘတ်လေစိတ်တို့အရှိန်ပြင်းစွာဖြင့်မောင်းဝင်လာ၏လေစိတ်အစာဦးအရှိတကားဝရောက်သည်နှင့်ရုတ်တရက် break out ၍ထိုးရက်လိုက်ကားတွင်မှခီးတဲ့သူသည်ဝုံးကနေခုံထွက်လာပြီးကားကပေး၍ခီးသွားတရေအိတ်တလုံးကိုဆွဲပြီးလေစိတ်အစာဦးတွင်ကတော်မျောပါဝင်၍သွား၏လေစိတ်အစာဦးတွင်သူရောက်သည်နှင့် ထိမ့်ထိမ့်လင်းလျက်ရှိသောလျှက်စစ်မိအောင်များမှသူ့ကိုကြိုလိုက်သည် သူသည် လေးစိတ်နေရန်ရှိနိုင်ရည်ကြီးကိုတစ်ချက်လှမ်းကြည့်လိုက်ထို့နောက်ကနေဒါလေကြောင်းကုမ္ပဏီမှလက်မှတ်ရောင်းကောင်သားတို့တွက်လက်စွာချင်းကပ်သွား၏ထို့ချိန်၌ကောင်တာဘေးတွင်ခီးသည်တူဦးတယောက်မှမရှိတော့ပါလက်မှတ်ရောင်းသည့်စရေးတူဦးသာခေါင်းငုပ်၍အလုံများလျက်ရှိထိုစရေးသည်သူ့အနားရောက်သည်နှင့်စကားပြောကွက်ကိုကောက်ကန်လိုက်ပြီးသူ့ကိုလည်းလက်တစ်ဖက်ဖြင့်အသံမထွက်ရင်အချက်ပြလိုက်၏ ခီးစဉ်အမှတ်68ဖြစ်ဗင်ကူဘာမြို့သို့လိုက်ပါကြမည်ခီးစဉ်များခမညာလေရင်ထွက်တော်မှာဖြစ်တဲ့အတွက်ဝင်ပေါင်းအမှတ်68သို့ကြွကြပါယံမေတ္တာရက်ခံပါれကျေးဇူးတင်ပါတယ်လေသိနာယုကံတွင်ထိုင်နေကြသောလူတစုမှချက်ချင်းယုတ်ရထ၍ထွက်ခွာသွားကြ၏သူသည် ထိုခါမှပင်ကောင်တာမှဆေးရည်ကိုစကားပြောရန်ဟန်ပြင်လိုက်ပါသည်သို့သောမပြောနိုင် ဓမ္မတငယ်မွန်ထရီယယ်ကခရီးစဉ်အမှတ်63ရောက်လာပြီလားအသက်ရွယ်ကြီးကြီးမိန်းမကြီးတူဖြစ်၏သူမပြောမီဖြတ်၍ကောင်တာမှဆေးရည်ကိုလှမ်းမေးလိုက်ခြင်းဖြစ်၏မရောက်သေးဘူးခမညဒီခီးစဉ်ဟာ38မိနစ်နောက်ကျပြီးမှရောက်ပါမယ်ဟမ်ဒုက္ခပါပဲအတော်ကအတော်တူမတယောက်ကိုဒီခီးစဉ်နဲ့ထည့်ပေးလိုက်မလို့စီမံထားတာ မောင်တို့ကုမ္ပဏီပိုင်းလင်းရင်မြန်နေဓမ္မဓမ္မခုနက ခီးစဉ်အမှတ်68နဲ့ဗန်ကူးဗားကိုသွားဖို့လက်မှတ်များကြံသေးလားဗျသူဒီစိတ်မရှိတော့ဟန်ရှိ၏သူဘေးမှမိမကြီးရှင်နေသောစကားကိုဖြတ်၍ဖောက်ပြောလိုက်၏မရှိတော့ဘူးခမညာတစောင်းမောင်းမရှိတော့ဘူးဆရာမြို့ထဲကလင်းရင်ယုံမှာအရန်ထားတဲ့နေရာတွေကြည့်ခဲ့လို့လားမကြည့်ခဲ့ပါဘူးကြည့်ဖို့လည်းအချိန်မရပါဘူး လက်မှတ်ဝယ်ထားပြီးမသွားပြတဲ့လူရှင်သူ့နေရာများရမလားလို့လေစိတ်ဓာတ်ရိုက်ဆင်းနေတာခမရတို့ဒါမျိုးကြံတတ်တယ်မဟုတ်လားဟုတ်ပါတယ်ခမရဒီနေ့တော့မနေ့ပြန်ကစားမဲ့ဗင်ကူဘာဖလားပွဲအမိသွားတဲ့ခရီးသည်တွေများနေတာမို့တနေရာမှကိုမကြံတာပါတခြားဗင်ကူဘာကိုသွားမဲ့ခရီးစဉ်တွေအားလုံးလဲဒီအတိုင်းပဲပြည်နေပါတယ်ဆရာမနေ့ပြန်ညနေတိဒီရက်ထွက်ပြင်ကံကောင်းမင်း သူသည်စိတ်ပြတ်သွားဟန်ရှိလက်တွင်ဆွဲထားသောခီးသွားတည်အိတ်ကြီးကိုလည်းကျမ်းပေါ်ပစ်ချလိုက်သူလက်ဖွားများမှချွေးများဖြင့်စုပ်လျက်ရှိသည်ဘလောက်ပင်နေရအခက်ခဲရှိရှိဗျာကျွန်တော်အလုပ်ကတိတ်အရေးကြီးနေတာမနေ့ပြန်နေလေထက်နောက်မကြပဲဝင်ကူဘာကိုရောက်ကိုရောက်မှဖြစ်မှာခမရကြည့်လို့ပြပါအောင်ဗျာလက်မှတ်ရောင်းသည့်စည်းရည်သည် သူ့လက်ထဲမှခီးစဉ်ကိုတခါလှန်လျော၍ကြည့်လိုက်ပြန်သည်ထို့နောက်ရုတ်တရက်တခုခုကိုအကြံရလိုက်ဟန်ဖြင့်ဩတခုတော့ရှိရဲ့ဗျအင်းဆိုပါဦးတခြားမှုဘူးထိုရန်ထိုမျိုးကဒီဖလားပွဲကိုသွားဖို့စင်းလုံးငှားထားတဲ့လင်းမြန်တစည်းရှိတယ်အဲ့ဒီလင်းမြန်မှာနေရာကြောင်းမလားမသိဘူးဘယ်ကုမ္ပဏီပိုင်လင်းမြန်လဲဗျနေရာရမှာရောသိကြလား အတိအကျတော့ဘယ်ပြောနိုင်မလဲဆရာမေဖလိကုမ္ပဏီပိုင်းမှာဆရာသွားစုံစမ်းကြည့်ပါလားဘမသွားစုံစမ်းရမလဲဟိုရှေ့ရကောင်တာပဲသူဒီတွက်လက်ပေါ့ပါစွာလက်မရောင်စီညွန်ပြသည့်ကောင်တာရှိရသူပြေးသွား၏ထိုကောင်တာရှိတွင်လေလူမရှိတော့ပါလက်မရောင်စီတူသာသူ့ကိုစောင့်ကြိုလျက်ရှိကျွန်တော်ဘာကူညီရမလဲဆရာ ဗင်ကူးဗားကိုတိုက်ရိုက်သွားမယ်လေမြလက်မှတ်ကြံသေးလားဗျခဏလေးခင်ဗျာကျွန်တော်ကြည့်လိုက်ဦးမယ်စည်ရီလို့သူဒီခဲရန်တစ်ချောင်းပြထောက်၍သူ့လက်ထဲမှခီးသည်စင်းမြောင်တမနစ်ခန့်လှန်လျောကြည့်နေထို့နောက်ချက်ချင်းခေါင်းပြန်ထောင်လျက်ရှိတယ်ခင်ဗျာတဏီယာကြံသေးတယ်အမလီကျေးဇူးတင်လိုက်တာဒီလက်မှတ်ရောင်းစမ်းမှာ ျုပ်အရေးကြီးဒီမျိုးကိုသွားစရာရှိနေလို့ဘယ်လောက်ကြလဲဗျာ65ဒေါ်လာပါသူဒီချက်ချင်းပဲစရေးလို့သူကိုငွေထုတ်ပေးလိုက်ဆရာနမေကဂျော့စပင်ဇာပါစရေးဒီချက်ချင်းပဲဂျော့စပင်ဇာရဲ့နမေကိုခီးတဲ့စင်းတွင် ဖြည့်ဆွက်ပေးလိုက်ပြီဒီမှာဆရာလေးမြန်လက်မှတ်ဒါကလေးမြန်မို့တက်ခွင့်လက်မှတ်ပါ မြမြန်ကြွပါဆရာလင်းရင်မြန်ကထွက်တော်မယ်ခီးတယ်ဒီအလုံးတက်နှင်းကုန်ကြပြီဂျော့စပင်ဇာဒီအပြေးလွှားပင်လင်းမြန်ရှိရာသို့ဆင်းသွားခဲ့၏သူလင်းမြန်ဤသို့ရောက်သောအခါ၌လင်းမြန်ငကားမကြီးပိတ်တော်မူဖြစ်၏မင်္ဂလာညနေခင်းမှာရှင်အချိန်မီရောက်လာတာပဲလင်းမြန်ကသူ့ကိုစီးနှုတ်ဆက်လိုက်ခြင်းဖြစ်၏ဟုတ်တယ်အခုမှလက်မဝေရလို့ဗျာ ကဲကဲဟိုရှိနာလွတ်နေတဲ့နေရာမှာသာဝင်ထိုင်လိုက်ပါဂျော့စပန်ဇာဒီတော်လွတ်စားပြင်လင်းမြန်ညွန်ပြတော့နေရာသို့ဝင်ထိုင်လိုက်သူဝင်ထိုင်မိ၍စက္ကန့်ပိုင်းအတွင်းပင်လင်းမြန်ဤဒကမကြီးမှလည်းပိတ်သွားပြီလင်းမြန်ကြီးဤပန်ကာလေးလုံးမှတစ်ခုချင်းလေ၍လာကြ၏ဆက်နှိုးပြီလေ ဂျော့စပင်ဇာသည်သူ၏ဘေးတွင်ထိုင်နေသူကိုငဲ့ကြည့်လိုက်သည်ဝါစာဟုတက်ရက်စွာဝတ်ဆင်ထားသောသပင်ဖြူနေသည့်အသက်အရွယ်ကြီးကြီးပုဂ္ဂိုလ်တူဖြစ်၏မျက်နှာပေါက်လည်းအလွန်ခန့်ညားလိုက်ထိုချိန်၌လေရင်မြင်ကြီးမှာတရွေ့ရွေ့နှင့်လေရင်ပြေးလန့်ထိတ်ကိုထွက်ဆပြုတ်လျက်ရှိလိမ့်မည်မောင်ကဖလားပွဲသွားမလို့ပဲလားမဟုတ်ပါဘူးခမညာကျွန်တော်ကကုန်တင်ကားအယောင်းကိုစလေပါ ဗန်ကူးဗားမှာကုန်တင်ကားရောင်းမှုစာချုပ်ချုပ်เสียရှိလို့အရေးတကြီးခီးထွက်ခဲ့တာပါ။ဥဟာရောဥဟာဈေးဘက်ကပါဈေးဘက်ကတာဝန်နဲ့ထွက်ခဲ့တာ။ဘာလဲဆရာဝန်မဲလားခင်ဗျာ။ဟုတ်ပါတယ်။ဒါဆိုရင်တော့ကောင်းသားပဲ။လမ်းမှာကျွန်တော်အိတ်မပြောရင်ကျွန်တော်အိတ်ဈေးတိုက်ပါနော်။တို့ချိန်၌လေရင်ပြန်ကြီးဤအလွန်ကြေလောင်သောဆက်သံပေါ်ထွက်လာ၏ဇာဝန်အဖိုးကြီးသည် ဂျော့စပန်စာဤနားနားကိုကက်၍အိတ်ဆေးတောက်လို့လည်းမထူးဘူးမောင်ဟဲ့တလောက်ညံတဲ့စက်တံကိုအိတ်ဆေးကနိုင်မှာမဟုတ်ဘူးထိုချိန်၌စက်တံမှာပြန်၍ရော့ဆင်းသွားပြန်သည်ကိစ္စမရှိဘူးဦးရဲ့ဒီလိုညံနေတဲ့စက်တံကတလန်းလုံးကြားနေရမှာမဟုတ်ဘူးအခုမြည်တဲ့စက်တံကလေရင်ပြန်ကြီးလေထဲမရောက်ခင်ဆက်လေးလုံးလုံးကောင်းမကောင်းစမ်းနေတဲ့အတံမှာ ျွန်တော်တို့လင်းအမြန်ရဲ့စက်တစ်ခုစီမှာ မက်ဂနက်တိုနှစ်ခုစီရှိတယ်။အဲဒီမက်ဂနီတိုတွေကောင်းမကောင်းစမ်းနေဆိုပါတော့မောင်းကြည့်ရတာလင်းအမြန်ချောင်းတော်တော်သိတယ်ထင်တယ်။ဒူချိန်၌လင်းအမြန်ကြီးမှာလေတဲ့တက်ရန်တို့လေရင်ပြေးလန်းပေါ်တွင်အချိန်နှင့်အစပြေးနေပြီဖြစ်၏နည်းနည်းပပပါဦးရဲ့ကျွန်တော်ကစစ်အတွင်းတုန်းကလေထဲမှာလေတရေဝင်လုခဲ့ရမှုပါတယ်အခုတော့အချိန်နေလဲကြာလာပြီဆိုတော့ ဒီပညာကိုလုံးဝမေ့တဲ့လောက်ရှိနေပါပြီ။လေထဲရောက်ခဲ့ပြီလေ။လေရင်မြန်ကြီးမှာညာဘက်သို့စောင်းကွေ၍အပေါ်သို့တအီအီနဲ့ထောင်တက်လျက်ရှိ။မောင်ကဘာလေရင်မြန်မောင်းခဲ့ဘူးလား။ Spirit Fire ပါ။အိုးအိုး။စကားပြတ်၍သွားကြပြန်သည်။ထိုချိန်၌ကပတ်ကျွန်နိုင်သည် စလိတ်တောင်းနိုင်သည်ဟုသောသတိပေးစာတမ်းလည်းပေါ်၍လာ၏ Josh Spencer သည်ဒီနေ့သူ့အဖြစ်များကိုသူပြန်တွေးကြည့်နေ၏သူယခုခရီးထွက်လာခြင်းမှာအထက်ကတယ်လီဖုန်းဖြင့်အမိတ်ရ၍မိနစ်ပိုင်းအတွင်းမှာပင်ဖြစ်၏ဤမြမြန်ဆန်စွာထွက်နိုင်ခဲ့ပြီးမနေ့ပြန် Vancouver night ဆောင်ရွက်ရမည့်စာချုပ်ကိစ္စအားလုံးသာချောချောမောမောရှိလျင်သူ့အထက်မှပုဂ္ဂိုလ်များမှသူ့ကိုအထင်မကြီးပဲ နေနိုင်ကြတော့မည်မဟုတ်မကြာခဏပင်သူကိုတိုးမြင့်ပေးတော့မည်ဟုသတင်းပေးနေသောအယောင်းဌာနတာဝန်ခံမန်နေဂျာယာဒူးကိုရုပ်ကြီးတိုးမြင့်ပေးစရာအလားလာအများကြီးရှိသူသည်ငွေလိုနေသည်ယခုသူနေရသောအိမ်ထက်ကောင်းသောအိမ်ကို ပြောင်းကျင်နေသည်မှာကြာလီပြီငွေမရှိရင်မပြောင်းနိုင်ယခုကဲ့သို့ယာရူတိုးပြီးဝင်ငွေကောင်းမှ ပြောင်းနိုင်တော့မည်ဖြစ်၏ ဂျော့စ်ဘန်ဇာတို့အရှိမျက်စောင်းတို့ထိုင်ကုန်တွင်ထိုင်လျက်ရှိနေသူနှုတ်ဦးမာမူကအာကစားဂျာနယ်တစ်ခုကိုအလွန်စိတ်ဝင်စားစွာဖတ်လျက်ရှိကြ၏သူတို့ကိုကြည့်ရသည်မှာအာကစားသတင်းများ လွဲ၍လောကကြီးတစ်ခုလုံးကိုမိနေကြဟန်ရှိ၏သူပုဂ္ဂိုလ်များအရှိထိုင်ကုန်တွင်ထိုင်နေသူနှုတ်ဦးမာမူစိတ်မြေနေပြီဝစ်စကီတောက်လျက်ရှိကြ၏တခါတခါလေဘာကိုသဘောတွေ့ကြသည်မသိပါရက်ခွက်များကိုချ၍ တူ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 စကားပြောပြီးရုတ်တရက်ကြေလောင်စွာအော်ကြီးလိုက်တက်ကြ၏လေရင်ပြန်ကြီးစဖူကန်းတွင်မူလေရင်မဲဂျနက်ဗင်စင်မှာခီးတယ်များကိုညစာကြွေးရန်အတွက်အလုရှုပ်လျက်ရှိလေရင်ပြန်နေတွင် ခီးတယ်များကိုညစာကြွေးရသည့်အလုမှာလွယ်သော အလုမဟုတ်အတွေ့အကြုံများသော လေရင်မဲတူဦးပင်နှစ်နိုင်ခန့်အချိန်ယူလောက်ရသောအလုဖြစ်၏ ဂျန်နက်မှာအသက်22နှစ်ခန့်ရှိလေပြီသူပုံသဏ္ဍာန်မှာမြင့်မြင့်တသွဲဖြစ်၏သူကိုမြင်လိုက်သည်နှင့်တတိပြုမိကြသည်အလှမှာတောက်ပါနေသည့်မျက်လုံးများနှင့်မို့နေသည့်ပါးလေးများပင်ဖြစ်၏ခီးတဲ့များအခန်းတွင်စကားသံများနှင့်စူညံနေသလောက်လေရင်ဥပိုင်းဆက်ခန်းတွင်ဆက်သမလွဲ၍ဘာမှမကြားရလေရင်မှုနှုတ်ဦးသည် တို့ထိုင်ကုန်အသီးသီးတွင်တည်ငြိမ်စွာထိုင်လျက်ရှိကြ၏အမှတ်သုံးဆက်ကောင်းအပူချိန်ဘလို့နေလဲကြည့်ပါဦးဗျလင်းရင်မှုကဒုလင်းရင်မှုကိုလှမ်းမေးလိုက်သောအတန်ဖြစ်၏ကောင်းပါလေကပတိန်စောစောကများနေတယ်လို့ရှိပေမဲ့ပြန်ကောင်းနေပြန်ပြီဒါဖြစ်ရင်လေတလန်းလုံးစိတ်ချမ်းသာရတာဗောမိုးလီဝသတရင်ကလည်းလမ်းမှာတွေ့ရမယ့်ယာစီဥရုကမဆိုးဘူးလို့ဆိုတာပဲခုချိန်ကတော့ကောင်းတာများပါတယ်ဗျာ နောက်လာဆိုရင်တော့မလွယ်ဘူးရာသီဥတုစဆိုးလာပြီလင်းမြန်ကြီးမှာ15000အမြင့်သို့ရောက်လာလိမ့်မည်ညာဤအမောင်တို့ကြီးမှာပတ်ဝန်းကျင်တစ်ခုလုံးကိုစိုးမိုးလျက်ရှိဦးညစာသုံးဆောင်တော်မလားရှင်အော်ကောင်းသားပဲဘာများရနိုင်လဲကွလင်းမဲဂျန်နဗင်စင်မှာ ဆရာဝန်ကြီးဘိတ်နီးတို့ဘယ်အချိန်က ရောက်လာသည်မသိပါဆရာဝန်ကြီးပခုံးနာကပ်ပြီးအထက်ပါတိုင်းလှမ်းမိလိုက်မှဆရာဝန်ကြီးဘိတ်မှသူ့ကိုတတိထားမိလိုက်အသားနဲ့ငါနှစ်မျိုးလုံးရနိုင်ပါတယ်ဦးကြိုက်တာသုံးဆောင်ပါဦးဟာငါမကြိုက်အသားပဲပေးပါဒီဘက်ကအကူကြီးရောရှင့်ဇာဝင်းဘိတ်ဘေးမှာဂျော့စ်ပန်ဇာကိုလှမ်းမေးလိုက်ခြင်းဖြစ်၏ ကျွန်တော်လည်းအသားပဲပေးပါဗျာလေမဲဂျနက်ဗင်စင်ဒီသွက်လက်စွာပြန်ထွက်၍သွား၏ထို့နောက်နှစ်နိုင်လုံးလုံးလေမြန်တစည်းလုံးမှာညစာစားတော့ခြင်းအလုပ်ဖြစ်ရှုပ်ထွေးလျက်ရှိခီးတယ်များစားတော့ပြီးလင်ဂျနက်ဗင်စင်ဒီစဖိုကန်းမှာတယ်လီဖုန်းကိုကောက်ကင်ပြီးရှေ့စက်ခန်းသို့လှမ်းဆက်လိုက်ကပတိန်ခီးတယ်တွေတော့ညစာစားပြီးသွားကြပါပြီ ကပ္တိန်လို့ဘူးယူခဲ့ရတော့မလားဒီညဘာရမလဲကျင်းနဲ့သိုးသားနဲ့ငါငါဘာငါလဲကွာပင်လဲငါတလောက်ကောင်းရင်လားစိုးပါဦးတချို့ခီးတွေတွေကတော့တော်တော်ကြိုက်ပုံရပါတယ်ဒါဖြစ်ငါယူခဲ့ကွာအေးပိတာခမရဘာစားမလဲကျွန်တော်လေငါပဲစားမယ်ကပ္တိန်ကဲ ဂျနက်ပီတာဘို့လေငါပဲယူခဲ့ဟေးချိန်မှာည12နာရီထိုးလူပြီးဖြစ်၏အနောက်ဘက်ခီးတယ်များအခန်းတွင် အချို့ခီးတယ်များမှာ အိမ်မောကြစားပြုတ်လျက်ရှိလေပြီဟုတ်ကဲ့ပါစာရေးဆရာဦးလာဝင်းလေတရေတူဦးရေးသားတဲ့ငလျင်ဘုံကျဲခဲစဉ်ကနေအခြားဝတ္ထုတို့များစာအုပ်ရဲ့ အပိုင်း73အဖြစ်ပြည်လန်းတုံညာရှစ်ဆိုတဲ့ဝတ္ထုတူကိုကျွန်တော်ຫນွေလင်းဟန်ကဖတ်ပြတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နားစင်အားပေးခဲ့ကြတဲ့သူတွေတယောက်ချင်းစီတိုင်းစိတ်ရှိအကြံကိုမှတွေ့လို့အိတ်စီတန်လိုရာပြေကြပါစေ။ကျေးဇူးတင်ပါတယ်။